လာမယ့်ရာသီပြန်ပြဲသင်းတွေကြောက်စရာကောင်းလာစေမယ့်လီဗာပူးတင်းရဲ့ကွင်းရံအတွဲဘောလုံးပြောင်းရှိလောကရဲ့ရေပန်းစားသုံးသတင်းတွေကတခုဖြစ်တဲ့ Florian White ရဲ့ပြောင်းရွှေ့ရာနောက်ဆုံးမှာတော့အတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။ကွာကျော်ပြောင်းရွှေ့သတင်းတော့ Fabrizio Romano ရဲ့ပြောကြားချက်အရဟိုကလီဗာပူးတင်းတံပြောင်းရွှေ့တော့မှာဖြစ်ကြောင်းသိရပါတယ်။ ဒီပြောင်းစီရလာမဲ့ဘောလုံးရသည့်အတွက်အင်္ဂလန်ပရီးမီယာလိနဲ့အိုရိုပါဘောလုံးလောကကိုတိတိတတ်တလှုပ်ခတ်စေမယ့်အပြောင်းရွှေ့တစ်ခုလည်းဖြစ်လာတော့မှာပဲဖြစ်ပါတယ်။ဘောလုံးလိကကလပ်ကလီဗာပူးစီတင်းရဲ့ကွင်းလယ်လူဖလော်ရီယန်ဝက်ကိုခေါ်ယူဖို့အတွက်လီဗာပူးတင်းရဲ့ပြောင်းရွှေ့ချေယူရိုတန်ဖြတ်90ပြင်အပိုးစုကြီးတွေပါပေးချေမှာပဲဖြစ်ပါတယ်။ဒီဘောနာကစ်တဲ့ဘောလုံးစည်းကွာမှာတောင်လူမြင်မတဲ့တန်ဖိုးတစ်ခုဖြစ်ပြီးဖလော်ရီယန်ဝဲရဲ့အီချင်းသူ့ရဲ့အသက်ငယ်ရွယ်မှုနဲ့နာဂတ်လာလာပေါ်လီဗာပူးကဘလောက်ယုံကြည်ရှိရဲဆိုတာကိုပြသနေပါတယ် ဒီဘောက်ကူစီအသင်းမှာခြေချောင်းပြခဲ့တဲ့ဝရရဲ့တွေးတုံတွေကလည်းဒီလိုတန်ဖိုးမြင့်မားစီတဲ့အဓိကအကြောင်းရင်းတရားပဲဖြစ်ပါတယ်။ကစားသမားနေနဲ့လာမယ့်ရိုင်းနှင်းငယ်တွေမှာလေဝါပုတ်တက်စီစီမှုတွေပြုလုပ်မှဖြစ်ပြီးဒီစီစီမှုတွေအောင်မြင်တဲ့အကြောင်းချစ်ကိုတရားဝင်အတည်ပြုနိုင်ဖို့ရှိနေပါပြီ။ ဖလိုရီယာဝက်ရောက်ရှိလာခြင်းဟာလီဗာပူးတင်းရဲ့ကွင်းလယ်ပိုင်းကိုတိတိတတ်တာအဖြစ်ပေးနိုင်မှာဖြစ်ပါတယ်။လက်ရှိချိန်မှာလီဗာပူးတင်းရဲ့ကွင်းလယ်မှာတောက်ပနေတဲ့ခြေပွင့်တွေဖြစ်ကြတဲ့မက်အလစ်စတာနဲ့ရိုင်ယန်ဂရာဘန်ဘက်စတိုလိုရည်ချင်းရှိတဲ့ကစားသမားတွေရှိနေပြီးသားပါ။ခုယူရို250တန်ကစားသမားတစ်ဖလိုရီယာဝက်ပါထပ်မံပေါင်းဆက်လိုက်မယ်ဆိုရင်တော့လာမယ့်ရက်တွေလီဗာပူးတင်းရဲ့ကွင်းလယ်အတွဲဆက်ကြီးကပြိုင်မဲ့သေးနေတဲ့တကယ်ကိုကြောက်စရာကောင်းလာမှာထေးကြပါရယ်။ဘဝဟာအတက်ငယ်ရွယ်ပေမဲ့ဖန်တီးနိုင်စွမ်း၊ဂိုးတင်နိုင်စွမ်း၊ဘောလုံးထိတ်ချုပ်နိုင်စွမ်းနဲ့ကွင်းလယ်မှာပွဲကိုပုံမလန်းမနိုင်စွမ်းတွေမှာထူးချွန်သူဟာသူရဲ့ပတ်ပေးနိုင်တဲ့ရည်ချင်းနဲ့ခြေစားအမြင်တွေကအတင်းကိုပုံမတွက်လက်စီမှာထေးကြပါရယ်။ မတ်အလစ်စတာရဲ့တည်ငြိမ်မှုနဲ့ဘောလုံးဖြတ်ဝဲမှုဂရာဘန်ဘတ်ရဲ့ physical ကောင်းမွန်မှုနဲ့ diamond credit တွေကိုထိုးပေါက်မှုအခု Florian White ရဲ့ထက်မြက်တဲ့ defensive fan နီးမှုတွေပါပေါင်းဆက်လိုက်မယ်ဆိုရင် Liverpool ကွင်းလယ်ဟာ Premier League မှာနေတာမကဥရောပရဲ့အကောင်းဆုံးကွင်းလယ်တွေတစ်ကောင်တစ်ခုဖြစ်လာဖို့အလားအလာမြင်မာနေပါတယ်။ဒါ Liverpool ရဲ့အနာဂတ်အတွက်ရည်ရှိရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်။လက်ရှိကွင်းလယ်မှာ Matt Allister, Graham Bell နဲ့အခုကစားမသည့်တန်တရာ50တန် Florian White တို့စားတဲ့ကွင်းလယ်၃ယောက်တိုက်စစ်အင်အားနဲ့သာဆိုရင်လာမယ့်ရာသီမှာ Liverpool ကပြားစုံသိမ့်မဲ့အနေထားမှာရှိနေပါတယ်လို့ပရိသတ်တွေကမျှော်မှန်းနေကြပါတယ်။ တကယ်ရာသီတွေကကွင်းလယ်ပိုင်းမှာအားနည်းချက်တွေနဲ့ငယ်ရှိခဲ့ပေမဲ့ခုခါမှာတော့ဒီလိုကမ္ဘာစင်းပြီးကွင်းလယ်ကစားသမားတွေနဲ့အားရင်ဖြည့်တိလိုက်တဲ့ကြောင့်အတင်းရဲ့ဆွမ်းဆောင်ရည်ရာတိတိတတတိုးတက်လာဖို့တည်ချနေပါတယ်။ဖလော်ရန်ဝိုင်းရဲ့ရောက်ရှိလာမှုကလီဗာပူးရဲ့တိုက်စစ်ပိုင်းကိုပုံမှုထိရောက်စေမှာဖြစ်ပြီးခန်းစီကိုပါပုံမှုတက်တောင့်တတဖြစ်စေမှာပဲဖြစ်ပါတယ်။သူရဲ့ဂိုးတရိုင်ဆောင်နဲ့ဂိုးဖန်နီနိုင်ဆောင်တွေဟာအတင်းရဲ့လုံးစုံတိုက်စစ်ပိုင်းကိုပုံမှုဆုံးနေစေမှာပါ။ဒါကြောင့်လာမယ့်ရာသီပရီးမီးယားလိဖလားချန်ပီယံလိဖလားအပောင်ဝင် တိုင်ပွဲပေါင်းစုံမှာလီဗာပူးရဲ့စွမ်းဆောင်ရည်ကိုပရိသတ်တွေကဆက်လို့ရှားစွာစောင့်မျှော်နေကြပါပြီ။ဖလော်ရီယန်ဝဲရဲ့အန်ဖီခီးစဉ်ကတော့တရားဝင်စတင်တော့မှဖြစ်ပြီးသူကလီဗာပူးအတွက်ဘလော့ခီအောင်မြင်မှုတွေပေါ်ဆောင်ပေးနိုင်မလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြ